်မင်္ဂလာပါဒီကနေ့အောက်တိုဘာ24ရက်နေ့ဟာဆေးရနာသိမ်းမှု1928ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအုပ်ဆုံးရခိုင်သတင်းတချို့ကိုတင်ပြခြင်းပါတယ်အာရခတက်တော် AA သိမ်းပိုက်ဖို့ကြံနေသေးတဲ့မျိုးတစ်ခုဖြစ်တဲ့ကြောက်ဖြူမှာစစ်တပ်ကထိုးစစ်ဆင်လို့ပြီးခဲ့တဲ့အပတ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်ဒါပေမဲ့ AA ဘက်ကကြားဖြတ်တိုက်ခိုက်တာနဲ့ မြေပြင်တပ်ကူတွေထပ်မဖြစ်နိုင်တာတွေကြောင့်အကြအဆုံးများနေတဲ့စစ်ကော်မရှင်ရဲ့စစ်ကြောင်းတွေနောက်ကိုပြန်ဆုတ်နေရတယ်လို့ဒေသသွင်းသတင်းတွေမှာဖော်ပြပါဗျ။ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်လို့အေဘက်ကတရားဝင်ထုတ်ပြန်လေးမရှိတာကြောင့်အသေးစိတ်မသိရပေမဲ့လက်နက်ကြီးကြောင့်စစ်တပ်ရဲ့ Navy တစီရှက်ပြီးတော့ထိခဲ့ရတဲ့အကြောင်းဒေသခံတွေစီကနေသတင်းထွက်လာပါဗျ။သာသူပဲရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တွေဖြစ်ကြတဲ့မကွေးပဲခူးနဲ့ ARI အဆက်က ယူမလန်းဒီပေါ်မှာလည်းစစ်ရေးသင်းမာတာနဲ့တိုက်ပွဲတွေဆက်ရှိနေပါတယ်။အထူးသဖြင့်ရခိုင်နယ်မကွေးအစက်က AA နဲ့ပူပေါင်းတပ်တွေဝိုင်းပတ်ပိတ်ဆို့ထားတဲ့ဒီနိုင်ရီကန် viewer စီကိုမြေပြင်တပ်ကူပို့ဖို့စ조사ရာကနေတိုက်ပွဲတွေဆက်ဖြစ်နေတာပါ။အတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရတော့အခုရက်ပိုင်းမှာပဲ AA ကနေရီကန် viewer နားမှာရှိတဲ့စက္ကန့်တစ်ခုနဲ့ဗစီရွာဖျားကုန်းကိုထပ်ပြီးတော့တိမ့်ပိုက်ထားတယ်ဆိုပြီးတော့သတင်းထွက်လာပါတယ် ဓာတုပါပဲအမ်မင်ဘူးလမ်းသစ်ပေါ်မှာရှိတဲ့ဒီဂုတ်ကြီးရွာဝင်းကျင်မှာလဲလက်နက်ကြီးလေးချောင်းသုံးရတဲ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနေရီကန်စကန်းကိုလည်းလာမယ့်ရပိုင်အတွင်းသိမ့်ပိုက်လိုင်းနိုင်တဲ့အခြေအနေမှာရောက်နေပြီလို့ DVV ရဲ့စစ်ရေးရင်းမြစ်ကပြောပါရယ်အာရခတက်တော်ဘက်ကတော့နေရီကန်ဘီယောကုန်းမှာရှိတဲ့အနှဲငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်နေတဲ့အကြောင်းအောက်တိုဘာ18ရက်မှာထုတ်ပြန်ထားပါရယ် အခုတော့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကိုသွားရအောင်ပါဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီးတန်တက် TNL ထိန်းချုပ်အုပ်ချုပ်ခဲ့တဲ့တိဘောမြို့ကိုတော့ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ညပိုင်းမှာပဲစစ်ကော်မရှင်တပ်တွေဝင်ရောက်နိုင်ခဲ့ပါတယ်အခုချိန်မှာတော့စစ်တပ်ဟာတိဘောမျိုးပြမှာရှိတဲ့ခလာယာ23ခမာယာ903နဲ့904တက်တွေအထိပြန်ထိန်းချုပ်နိုင်ခဲ့ပြီးတိဘော နမတူအဆက်ကမိုးတေကြီးရွာနာအထိကိုရောက်ရှိလာတယ်လို့သိရပါဗါဒါကြောင့်ပဲစစ်တပ်ဟာ တီဘောကနေဆိုရင်မိုင်40ကျော်กว่าဝေးတဲ့ဒီနမတူမြို့ကိုထိုးစစ်ဆင်လာမလားဆိုတော့ထင်မြင်ချက်တွေပါထွက်ပေါ်လာပါတယ်စစ်ကော်မရှင်တပ်တွေရောက်နေတဲ့ဒီမိုးတေရွာကနေစိန်မိုင်လောက်အကွာမှာတော့နတ်ဆန်ရောနမတူစီကိုပါသွားနိုင်တဲ့ဒီပန်လုံရွာတည်ရှိပါတယ်ပန်လုံရွာကနေဆိုရင်တော့ဒီနမတူဘက်ကို23မိုင်ရောနတ်ဆန်ဘက်ကိုတော့ဒီမိုင်30ကျော်กว่าဝေးပါတယ်အခုတော့စကိုင်းတိုင်းဘက်ကိုသွားရအောင် ဒီစစ်ကောမရှင်တပ်တွေထိုးစစ်ဆင်လာတဲ့အထက်မှာဒီအိန္ဒိယမြန်မာနယ်စပ်ကုန်းတွဲကြီးလမ်းကြောင်းဖြစ်တဲ့ကလေးခမ်းဘတ်တမူလမ်းကြောင်းလဲတခုအပါအဝင်ဖြစ်ပါတယ်အခုလအောက်တိုဘာဒုတိယပတ်မှာတော့ကလေးမျိုးလေးစိတ်စီကိုစစ်ကောမရှင်တပ်ရဲ့ထောက်ပို့လျင်18ဆင်းထက်မနည်းရရှိလာခဲ့တဲ့နောက်အောက်တိုဘာ20ရက်ဝင်းကျင်ကစလို့ကလေးမျိုးမြောက်ပိုင်းစီကိုစစ်ကောမရှင်တပ်တွေထိုးစစ်ဆင်လာပါတယ်နောက်ဆုံးသတင်းတွေအရတော့စစ်ကောမရှင်တပ်တွေဟာ ကလေးသမူကာလန်းပေါ်ကဒီရဇဂျိုဆင်နဲ့စော်ဘွားရေရှင်ကြီးရွာရဲ့နာထီကိုရောက်ရှိလာခဲ့တဲ့အကြောင်းဒေသခံ PDF ရဲဘော်တယောက်ကပြောပါတယ်စော်ဘွားရေရှင်ရွာကနေဆိုရင် PDF တွေတင်ပိုက်ထားတဲ့ဒီခန်းပတ်မြို့ကိုဆက်နပ်မိုင်ကျော်သမူအထိဆိုလို့ရှိရင်တော့46မိုင်ဝန်းကျင်กว่าဝေးပါတယ်အခုချိန်ဒီကတော့ဆက်လက်စည်ရေးသင်းမှနေပြီးစစ်ကောင်မရှင်တပ်တွေကတမူးမြို့ဝင်းကျင်မှာတပ်မတစ်ခုထိုင်ခြင်းမုံရတဲ့အကြောင်းလေးလာသူတွေကခံမှန်းပြောကြပါတယ် အာဏာသိမ်းစစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့မျိုးတွေမှာရုပ်ောက်ပွဲပြုလုပ်နိုင်ရေးမြန်မာနိုင်ငံတော်ဝန်စစ်ကြောင်းတွေခွဲပြီးတော့ထိုးစစ်ဆင်နေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်ဆိုတယ်လို့ပြုလုပ်နေပါတယ်။အခုတင်ပြခဲ့တာတွေက DPP ကအစူးစီးရရှိတလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကူးကားထားတာ ဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DPP ရဲ့ website, Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ။